မင်္ဂလာပါရှင်။ဇွန်လ10ရက်အင်္ဂါနေ့ရက်တိမက်ဖွဲ့ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ကိုလံဘီယာသမ္မတလောင်းတူမဲဆွယ်စီယုံစဉ်လှုပ်ချန်ခံရတဲ့သတင်းဖြစ်ပါတယ်။ ကိုလံဘီယာသမရလောင်းတူဖြစ်တဲ့မီကဲရှူရီပေရာဘေဟာမြို့တော်ဘူကူတာမှာမဲဆယ်စီယုံဝဲပြုလုပ်နေစဉ်အတွင်းတနက်နေ့သုံးချက်ပြစ်ခတ်ခံခဲ့ရတယ်လို့သတင်းတွေကဖော်ပြလာပါတယ်။အသက်39နှစ်အရွယ်ရှိတဲ့မက်ဂီဟာဇွန်လ9ရက်ကဘူကူတာမြို့ကပန်းခြံတစ်ခုမှာလူကြီးတစ်ခုကိုမဲဆယ်စီယုံဟောပြောနေစဉ်အတွင်းတနက်နေ့ပြစ်ခတ်ခံခဲ့ရတာဖြစ်ပြီးတော့ခေါင်းကိုနှစ်ချက်ထိမှန်ခဲ့တယ်လို့သိရပါတယ်။ ကိုလံဘီယာရဲတပ်ဖွဲ့ကအခင်းဖြစ်တဲ့နေရာမှာအသက်15နှစ်အရွယ်တန်နေရရှိသူတူကိုဖမ်းဆီးထားတယ်လို့လည်းဒေတာရင်းမီဒီယာတွေကပြောပါရယ်။မီကေဟာလက်ရှိမှာခွဲစိတ်ကုသမှုအောင်မြင်ကြောင်းသတင်းများကဖော်ပြထားကြောင်းလည်းသိရှိရပါရဲ့ရှင်။ဆလတ်တင်စမဲသတင်းကတော့ခါကီကိုအပြင်းထန်ဆုံးဒရုန်တိုက်ခိုက်မှုရုရှားပြုလုပ်တဲ့သတင်းဖြစ်ပါရယ်။ ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ခါကီဖ်ကိုရုရှားကမောင်းသူမဲ့လေယာဉ်တွေနဲ့အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါရယ်။ပြီးခဲ့တဲ့ဇွန်လ6ရက်ညပိုင်းမှာရုရှားဘက်ကမောင်းသူမဲ့လေယာဉ်48စင်းဒုံးကျည်နှလုံးအပြင်ဂလိုက်ပုံလိုခေါ်တဲ့ပြင်းထန်တဲ့ဘုံလေးလုံးတွေပါတိုက်ခိုက်ခဲ့ပြီးလူလေးဦးသေဆုံးခဲ့တယ်လို့လူ60ခန့်ထင်ရရခဲ့တယ်လို့ခါခိရှ်မြို့တော်ဝန်ကပြောပါရတယ်။ ဇွန်လ9ရက်ကလည်းခါကီဖ်ကိုဂလိုက်ဘုံးတွေနဲ့တိုက်ခိုက်မှုထပ်ဖြည့်ပွားသေးတယ်လို့မြို့တော်ဝန်ကဆိုပါတယ်ဇွန်လ6ရက်နေ့ညကတိုက်ခိုက်မှုမှာလူနေအိမ်73လုံးနဲ့အဆောက်အုံ18ခုခန့်ကိုထိမှန်ခဲ့ပြီးကလေးတယောက်နဲ့ဆယ်လင်းနှစ်အရွယ်မိန်းကလေးတယောက်ထိရန်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်မှာယူကရိန်းကရုရှားရဲ့ leader ခြေဆိုင်စခန်းတွေကိုတိုက်ခတ်မှုပြုလုပ်ခဲ့ပြီးနောက်လက်တုံပြန်တဲ့အနေနဲ့ရုရှားဟာယူကရိန်းမျိုးတွေကိုစက်တိုက်လေးချောင်းတိုက်ခတ်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့အမေရိကန်တွင်ဆန္ဒပြသူများနဲ့လုံခြုံရေးများကြားဆက်တင်းမာနေတဲ့တဲ့တင်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Los Angeles မြို့လယ်ရှိထိန်းသိမ်းရေးစခန်းအနီးမှာ Federal Agent များနဲ့ဆန္ဒပြသူများအကြားအပြန်အလှန်တိုက်ခိုက်မှုများ၃ရက်မြောက်ဆက်လက်ဖြစ်နေရာနိုင်ငံတော်အဆောင်တပ်ဖွဲ့ရာပေါင်းများစွာကိုမြို့အနှက်ဖြန့်ချထားကြောင်း The New York Times သတင်းတရမဖော်ပြထားပါတယ်။လုံခြုံရေးအဖွဲ့များကဆန္ဒပြသူများကိုမိဂိုဘုံများလူစုလူဝေးထိန်းချုပ်ရေးကြီးများဖြင့်ဇွန်လ၈ရက်ကပြစ်ခတ်ခဲ့ကြပါတယ်။ ရွှေပြောင်းနေထိုင်မှုနှိမ်နင်းရေးစန့်ကျင်တဲ့ဆန္ဒပြဝင်များကိုနှိမ်နင်းရန်အတွက်ထရန့်အစိုးရကနိုင်ငံအဆောင်တပ်ဖွဲ့များကိုအမိန့်ပေးခဲ့တာကြောင့်ကယ်လီဖိုးနီးယားအစိုးရအဖွဲ့အုပ်ချုပ်ရေးမှူး Gavin Newsom ကထရန့်အစိုးရအဖွဲ့ဟာပြည်내အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်တယ်လို့ဆွဆဲထားကြောင်းလည်းသိရှိရပါတယ်ရှင်။ထမန်းနဲ့ဆက်မဲ့တဲ့ရင်ကတော့ Elon Musk နဲ့ဆက်ဆံရေးပြီးဆုံးပြီလို့ Trump ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီလိုမတ်စ်နဲ့သူ့ရဲ့ဆက်စပ်ရေးပြီးဆုံးသွားပြီလို့ပြောကြားလိုက်ကြောင်းသိရပါဗျ။ဇွန်လ9ရက်မှာပြုလုပ်ခဲ့တဲ့ NBC သတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှာထရန့်ကအခုလိုပြောခဲ့တာပါ။သူတို့နှစ်ဦးကြားကပြက်စီးနေတဲ့ဆက်ဆံရေးကိုပြန်ပြင်ဆင်လို့တလားလို့သတင်းဌာနကမေးတဲ့အချိန်မှာထရန့်ကမပြင်ဆင်လို့ဘူးလို့ပြန်ဖြေခဲ့တာဖြစ်ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံတပ်ဖွဲ့များနေဆက်ဒေသတွေရခိုင်တိုင်းပြန်လည်နေရာချထားပြီးသဘောတူတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံနဲ့ဆက်မနှစ်နိုင်ငံပိုင်နဲ့အငြင်းပွားမှုတည်ရနောက်ပိုင်းတင်းမာလာနေတဲ့ပဋိပက္ခအခြေအနေကိုရောကြစေဖို့နေဆက်ဒေသမှာရှိနေကြတဲ့နှစ်နိုင်ငံတပ်ဖွဲ့တွေကိုမူလကသဘောတူသတ်မှတ်ထားတဲ့နေရာတွေမှာပြန်လည်နေရာချထားဖို့နှစ်နိုင်ငံသဘောတူညီခဲ့ကြတယ်လို့ထိုင်းနိုင်ငံဝန်ကြီးချုပ်ပေတိုတန်ရှနာဝတ်ထရာကဇွန်လ10ရက်မှာပြောကြားခဲ့ပါတယ်။ ဝင်းကြီးချုပ်ပေတုံတန်က H လူမှုကွန်ရက်မှာရေးသားခဲ့ရမှာတော့ကမ္ဘောဒီးယားအစိုးရနဲ့သူ့ရဲ့ဆွေးနွေးမှုတို့ကအပြစ်သဘောဆောင်တဲ့ရလဒ်ကိုဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်စလုံးကတင်းမာမှုတွေရော့ကျစေဖို့ပဏိပခနယ်မြေတွင်တက်ချထားမှုတွေကိုပြန်လည်ပြင်ဆင်ပြောင်းရွှေ့ကြဖို့သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။ဒါ့အပြင်ထိုင်းနဲ့ကမ္ဘောဒီးယားအကြား အစင်တိုင်းရဲ့ဆွေးနွေးမှုတွေမှာလည်းတက်နိုင်ငံခြားဆက်ဆံရေးကိုပုံမှန်အခြေအနေကိုဖြစ်နိုင်သမျှအမြန်ဆုံးပြန်လည်ရောက်ရှိစေဖို့ညှိနှိုင်းခဲ့ကြရတယ်လို့လည်းပေတုံတန်ကပြောပါတယ်။တိကျကြေညာချက်တည်းမှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံတပ်ဖွဲ့တွေဟာအရင်သဘောတူခဲ့ကြတဲ့2024ခုနှစ်နေရာတွေမှာပြန်လည်နေရာချထားမယ်လို့ထိုင်းဝင်ကြီးချုပ်ပေထုံတန်နဲ့ကာကွယ်ရေးဝင်ကြီးဖရွန်တန်ဝီချာရာချိုင်းတို့ကအတည်ပြုခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။ ရိတ်သက်များရှင်ကျမတို့ရှင်ဟိုမီယာကနေအရှိအလေပိုင်းဒေတာအစ္စရေးနဲ့ဟာမတ်တို့ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။